Hello everyone Leo ပြန်ဆုံးကြပြန်ပြီเนาะ Sorry Leo တပတ်တပတ်ကုန်တာအင်မတန်မှအမြင်ဆန်လုံးလှပါတယ်အခုဆိုရင် April လရဲ့တတိယတပတ်ကိုရောက်ပြီပေါ့เนาะဆိုတော့ထုံးစံတိုင်း Leo Facebook page နဲ့ YouTube channel ကတင်ဆက်ပေးနေကြ weekly zodiac energy reading ပေါ့เนาะရာသီဘွားတပတ်တာသတင်းစကား reading လေးတင်ဆက်ပေးဖို့အလှည့်ရောက်လာပြီအဲ့တော့ဒီခါ third week က timeline ကတော့ Leo ရဲ့ April စက်ခွက်နေရနေ23ရက်နေ့အထိအကျုံးဝင်မှာပေါ့နော်အဲ့ speaking of the April 17ပေါ့နော် Leo ရဲ့ consultation package တွေကိုဒီတစ်ချံကာလအထူး promotion အနေနဲ့ Leo 20% discount ပေးထားတာလေးရှိပါတယ်ဒါမသိသေးတဲ့သူတွေအတွက်ပေါ့နော်စက်ခွက်နေရနေ့အထိ Leo ဖွင့်ပေးထားမှာဖြစ်ပါတယ်ဆိုတော့ message လေးဒါ information လေး sharing လုပ်တာဖြစ်ပါတယ် so weekly zodiac energy reading လေးကိုဆက်သွားမယ်အဲ weekly zodiac energy ဆိုတာကကြတော့ရာသီဘဝတစ်ခုချင်းစီအလိုက်ကိုတစ်ပတ်တစ်ပတ်မှာတည်တည်တိထိုက်တဲ့ message လေးတွေပေါ့နော်အဲ့တော့ career money love အဲ့လိုမျိုး topic တခုချင်းစီကိုအသေးစိတ်သွားတာမျိုးမဟုတ်ဘဲနဲ့ energy တခုကိုဆွဲပြီးတော့ဒါ vibration frequency ကိုဖမ်းတဲ့ reading မျိုးစားဖြစ်တယ်မိမိရဲ့ salmon rising နဲ့နားထောင်လို့ရတယ်ကိုယ့်ရဲ့ sun sign ကိုသိမယ်ကိုယ့်ရဲ့ moon sign ကိုလည်းသိမယ်ကိုယ့်ရဲ့ rising sign ကိုလည်းသိရဆိုလို့ရှိရင်တော့ဒါ video clip 3ခုပေါ့เนาะ sun sign moon sign rising sign ပေါ့เนาะဒီ zodiac sign 3ခုမှာလိုက်ပြီးတော့ နားထောင်လို့ရမယ်ပေါ့နော်ဒါလီကိုအသေးစိတ်တော့မပြောတော့ဘူးကလစ်လေးတင်ပေးထားမယ်လီကို summarizing ဆိုတာဘာလဲဘလို့ကြည့်ရလဲဆိုတာကိုအဲပြောပြထားတဲ့ video clip လေးတစ်ခုရှိရပေါ့နော်အဲ့တော့ခါလေးတင်ပေးထားမယ် YouTube မှာဆိုလို့ရှိရင်တော့ screen လေးရဲ့ညာဘက်တောင်လေးကို click လုပ်ပြီးတော့နှိပ်ကြည့်လို့ရှိရင်တော့ဒီ video လေးကိုအဲဝင်ကြည့်လို့ရမယ်ပေါ့နော်ဆိုတော့ okay အဲ့တော့ညီတို့ reading လေးကိုစလိုက်ကြမယ်အဲ့တော့ reading က April 18ရက်နေ့ည23ရက်နေ့အထိကိုတော့ ရာသီဘွားတစ်ခုချင်းစီလိုက် message ပေါ့နော်အဲ့တော့ you let's start with the aries ပေါ့နော်အဲ့တော့ aries to pisces အဲ့ aries ကနေစမယ် our aries here coming april 17 to 23 year message လေးကိုကြည့်မယ် အဲရီစ်တီတဲ့အော်အဲရီစ်တီကတော့ကောင်းပြီးရင်ကောင်းမယ်ဟိအဲ့တော့ပြီးခဲ့တဲ့ဒီဘက်ကလည်း Aries ကြီးကောင်းတယ်ဒီဒီဘက်တာကာလာအတွင်းမှာအခြေအကံလည်းတက်နေတယ်လို့ငွေကြီးကံလည်းကောင်းနေရဘူးပြရတယ်ပေါ့နော် Aries ကြီးတဲ့ကိုပလန်ထားတဲ့ခရီးလမ်းကိုဆက်လျှောက်ဖြစ်လိမ့်မယ်နော်စီးပွားရေးလုပ်နေတဲ့ Aries ကြီးတချို့ကျတော့လည်းပတ်စံပူရဖို့ပေါ့နော်ကိုယ့်ရဲ့ career path ကိုထိန်းချောင်းနေတဲ့ Aries ကြီးပါမယ်ငွေကြီး energy လေးကလည်းကောင်းတယ်ငွေတွေဝင်လာဖို့ရှိတယ်နောက်ကိုရဲ့ရထားတဲ့ငွေတွေကိုယင်းနှမြုံနံပြီးတော့ကိုယ့်ရဲ့ future career path ကိုရှေ့ဆက်ဖို့အတွက်ယင်းနှမြုံနံမဲ့ကိစ္စလေးလည်းပေါ်ပေါက်နိုင်တယ်။အခြေခံလဲတိုးနေတိုးတက်လာတယ်လို့ပေါ့နော်တိုးလာတယ်လို့ပေါ့နော်အမ်ဒီစီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒါမိကောင်းဆွေကောင်းလို့ခေါ်တာပေါ့နော် business partner နော်ကိုယ့်အတွက်မိဖက်ပေါ့နော်ရေရှည်လက်တွဲသွားလို့ရမယ်မိဖက်ကောင်းနေ တွေ့ရနိုင်ပါတယ်တဲ့နော်ဆက်လီယိုကန်ဆာတာတချို့ Aries တွေအတွက်ကအမှကိုကအမျိုးသား Aries ဆိုလို့ရှိရင်ကိုရဲ့မိဖက်ကအမျိုးသမီးဆိုပိုကောင်းပါတယ်ကိုကအမျိုးသမီး Aries ဆိုရင်ကိုရဲ့မိဖက်ကအမျိုးသားစီးပွားရေး partner ဆိုပိုကောင်းတယ်နော်အဲ့တော့ different gender ပိုကောင်းတယ် same gender တဲ့ဆာလို့ရှိရင် different gender ပိုကောင်းတယ်လို့လီယိုအကြံပေးခြင်းတယ်ဆိုတော့ Aries တွေအတွက်ကတော့ငွေကန်ကောစီးပွားရေးကန်ကောတက်နေလိမ့်မယ်နော်โอเค All right. Well, you're up. Uh, next sign torres go domino please give me the energy of the torres for coming april 17 to 23 Taurus. Torres ရဲ့ energy ကဒီ debater ကာလာအတွင်းမှာတကြံပြီးရဲ့အချိန်မှာ Torres ကိုစိတ်ဝင်စားတဲ့ကိစ္စကြီးရယ်ပေါ့နော်ကိုစိတ်ဝင်စားကိုအရန်ဆရာထက်တမ်းပြီးလှုပ်ချင်နေရဲ့စီးပွားရေးကိစ္စလေးတွေတချို့ကျတော့လေတင်းနန်းတက်တာလေးတွေเนาะတင်းနန်းတက်တာမျိုးလေးတွေကြုံရနိုင်တယ်ကိုတင်ယူလေးလာခြင်းနဲ့ပညာရေးတွေတင်ရတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုက Torres ကြီးအနေနဲ့အခွင့်အရေးအခွင့်အလမ်းနှစ်ခုပေါ်ပေါက်ဖို့ရှိတယ်အလုံးလုံးနေရဆိုလို့ရှိရင်လည်း နေရာနှစ်ခုဖြစ်နိုင်တယ်။ကမ်းလှမ်းမှုနှစ်ခုရတာမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်စီးပွားရေးဆိုလည်းနှစ်ခုပေါ့နော်။အဲ့လိုမျိုးလုံးဆရာကိစ္စနှစ်ခုပေါ်ပေါက်တတ်ပါတယ်။အရန်ကောင်းတယ်။နှစ်ခုစလုံးကိုဟန်ချက်မပြတ်ထိန်းချမိလို့ပါ။ offer နှစ်ခုစလုံးကိုရအောင် seize လုပ်ပါလို့ဒီကအကြံပေးခြင်းတယ်။အဲ့တော့ Torres ရဲ့ကံကဒီ April 17ပေါ့နော်။တဲ့ Jean Jora နဲ့ကိုတဟုံနိုးတက်ပြီးလို့လီယိုကတော့ပြောလို့ရတယ်။တော်တော်မိုက်တယ်။ Torres ရဲ့ energy အဲ့လေ။ Okay. I wish you all the best Torres. Okay, your next sign. Gemini on Gemini, Salmon Rising. Aries, uh, Gemini, April, 17 June. 23. Gemini, ီတပတ်တာကာလကတော့စိတ်အတက်အကြများမဲ့ကာလဖြစ်တယ်။တချို့ကိစ္စလေးတွေနည်းနည်းစိတ်ရှိသွားဘလို့ကိစ္စမျိုးလဲဆိုလို့ခံစားရတာတော့တချို့ဆိုနိုင်ငံခြားနဲ့ဆက်ဆက်တဲ့ဗီဇာလျှောက်တာတို့ job application form တင်တာတို့เนาะစာရင်းစာတန်းကိစ္စတွေ prepare လုပ်ရတာမျိုးလေးတွေရှိမယ်။အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့တဲ့နည်းနည်းမတင်မကြဖြစ်တာပေါ့။အရင်ကြီးအစင်ချောနေတာမျိုးမဟုတ်ဘဲနဲ့စာရင်းစာတန်းပြုစုတာစာချုပ်ချုပ်တာမျိုးဆိုလဲနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေပေါ့နော်။ အဲအဲ့လိုအနေထားမျိုးလေးကြုံရတတ်တယ်တဲ့နော်โอเคအလီယိုခန်စားရတာဆိုပြီးတော့မဟုတ်ဘူးเนาะဂျမနိုင်းနေရဒီကိစ္စကကိုရဲ့ live အတွက်တော်တော်လေးကိုအရေးပါတဲ့ကိစ္စတခုဖြစ်လာလိမ့်မယ်တဲ့เนาะအဲ့တော့အာဒီဗီဇာကိစ္စပဲဖြစ်ဖြစ်အလုံးနဲ့ပတ်သက်တဲ့ contract ကိစ္စလေးတွေပဲဖြစ်ဖြစ်အစာချုပ်ချုပ်တာပဲဖြစ်ဖြစ်ပေါ့เนาะဒီကိစ္စအလုပ်ကိုလုပ်ရမှာ and non avoidable ပေါ့နော်ရှောင်လွဲလို့မရဘူးတဲ့ဒါပေမဲ့ဂျမနိုင်းတွေအတွက်နည်းနည်းတော့စိတ်နည်းနည်းရှုပ်ရတာလीတော့ရှင်စိတ်ရှုပ်တယ်ဆိုတာအထက်လीငါလှုပ်လိုက်တာငါငါဒီလမ်းကြောင်းကိုရှောက်လိုက်တာငါဒီ visa apply လုပ်လိုက်တာငါဒီလက်မှတ်ကိုထိုးလိုက်တာအာကောင်းရောကောင်းရဲ့လားဟုတ်ကောဟုတ်ရဲ့လားမှန်ရောမှန်ရဲ့လားပေါ့နော်အဲ့လိုမျိုးလေးတူလောတူလောဖြစ်တာလေးတော့ရှိလိမ့်မယ်တဲ့နော်โอเคဒါပေမဲ့ new cancer တော့အဆင်ပြေပါလိမ့်မယ်နော်โอเค All right, neural next sign. Hand cell terminal. Or can see we any energy or gmail. Can say come April 17 or 23. So not. Wow, cancer matuya counter regulatory အာသူရဲ့ mate ယာတီဖြစ်တဲ့ leo energy လေး strong ဖြစ်တယ်လို့ cancer energy ကိုလည်းဒီမှာပြနေရဘူးတွေ့ရပေါ့နော်ပြောချင်တာဘာလဲဆိုတော့ကိုဦးဆောင်မီလှုပ်လိုက်တဲ့အရာကိစ္စမှန်တယ်မြကိုကိုပိုင်တွေးခေါ်မှုနဲ့ဆုံးဖြတ်တဲ့ကိစ္စမှန်တယ်မြအဆင်ပြေမယ်အောင်မြင်မယ်ဒီတပတ်တာကာလာတော့မှာ cancer ရဲ့ confidence level so high 100% so high ငါလုံမယ်ငါလုံနိုင်တယ်ငါဆုံးဖြတ်တာမှန်တယ်ငါတွေးရမှန်တယ်ကြည့်ဆိုတော့အဲအနေထားမျိုးလေးတွေ ်လီကိုမြင်နေရတယ်ပေါ့နော် okay ဆိုတော့ cancerian နေအတွက်ကတော်တော်လေးကောင်းတယ် emotional ဘယ်ကိစ္စမဆိုကိုယ့်ရဲ့စိတ်ခံစားချက် emotionally လည်း ready ဖြစ်နေတယ် physically လည်း ready ဖြစ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမှာပါ ready ဖြစ်နေတာကိုပြရတယ်လှုပ်ရှားရှိတဲ့ကိစ္စကိုမဆိုင်မတွပဲလှုပ်လိုက်ပါဖြည့်ရှင်းလိုက်ပါအစဉ်ပြေးလိုက်မယ် cancerian နေ energy အရန်ကောင်းနေရအောင်ပြပါတယ်နောက်ဘယ်သူ့အမအားကိုးစရာမလိုဘူးเนาะကိုကိုကိုအားကိုးပွဲလိုတယ်လို့ညီကအကြံပေးခြင်းနဲ့ okay All right. -cancer, Leo Cancer, your Leo regime, no? Sun Moon Rising. That's gonna be your energy for April 17 to 23. Leo. Wow, more no cut for Leo. Leo read it. အင်မတန်မှကောင်းတဲ့ရသက်တပတ်ဖြစ်ပါလိမ့်မယ်ကိုစိတ်ကိုပျော်ရွှင်စေတဲ့သတင်းစကားကောင်းကြီးကြားတတ်တယ်လက်လာပါရည်လည်းပေါ်ကျွေးသွားတယ်ပတ်စံကြီးအများကြီးဝင်လာတတ်တယ်လီယိုခန်စားရတာငွေဝင်မှုနောက်ကျနေကြန့်ကြာနေရပါတော့ရှေ့ရက်ဒီရှေ့တရသက်တပတ်ဒီမှာပတ်စံကြီးဝင်နေတဲ့လားဝင်အကုန်ငွေကုန်ကြေးကြတယ်များနေရဆိုလို့အဲ့များနေရနေရာလေးတွေကိုပြန်ဖြည့်ဖို့အတွက်ငွေတွေဝင်လာတတ်ပါတယ်တချို့ကျတော့ငွေဝင်မယ်တချို့ကျတော့ ို့အတွက်ကူမျော်လင့်နေတဲ့ကိုတားမျော်လင့်နေတဲ့သတင်းစကားကောင်းလေးကြားရတဲ့အလုံရတာမျိုးတွေဖြစ်နိုင်တဲ့အကူအညီပေါ့နော်ကမ်းလှမ်းမှုပေါ့ကိုလိုအပ်နေတဲ့အကူအညီကိုပြီးတာအဲ့ဒီအကူအညီအားလည်းကိုခံစားရတော့ကိုယ့်ရဲ့ဘဝရည်တည်မှုဝေးကြီးကိုယ့်ရဲ့ professional life နဲ့ဆက်ဆက်နေတယ် okay အဲ့တော့လက်ခံလိုက်ပါ receive လုပ်လိုက်ပါအဲကိုကိုတိုင်းကလည်းအကူအညီရတတ်တယ်လို့ကိုကအကူအညီပေးရတာမျိုးကြီးလည်းကြုံရတတ်တယ် anyway that's gonna be a very decent and good news for you leo leo တွေအတွက်ကဒီတပတ်တာကာလအတွင်းမှာအင်မတန်မှကောင်းမွန်တဲ့သတင်းစကားကောင်းတစ်ခုကြားဖို့ရှိပါတယ်လီယိုခုနပြောတဲ့ကိစ္စတွေနဲ့ဆက်ဆက်နိုင်ပါတယ်အခြေအကျကတော့အဆိုးပွဲရမရှိဘူးအခြေအကျကတော့အရန်တန်နေတယ် okay all right အဲ့တော့ဝိုင်းဝိုင်းလေ energy ကိုလီယိုရရတယ်ပေါ့နော်လီယိုတွေဝိုင်းဝိုင်းလေတက်တယ် okay all right wish you all the best leo All right, next sign, Virgo, which is May, April 17 to 23. Sun rising, Virgo. Fargo lady to a little bit of bad news. Lee, she go and say them up your near say up စိတ်ကူးလေးတွေရှင်ပြီးပျော်နေငါရဲ့ future ကတော့ဘလိုလေးဘလိုလေးဘလိုလေးသွားမယ်ငါဒီတိုင်းလေးပဲဖြစ်မယ်လို့ထင်မိမယ်တဲ့ထင်မဲ့မထားပဲနဲ့အစီအစဉ်လေးတွေပြောင်းလိုက်ရတာချိုးကွေ့လေးကြုံရတာမျိုးတွေဖြစ်တတ်ပါတယ်တဲ့ Valkyrie ဒီမတာကာလာအတွင်းမှာ new plan စီပေါ့နော်အစီအစဉ်အစ်စ်တွေရေးဆွဲဖို့ plan အစ်စ်တွေချဖို့ဘယ်ကိစ္စမဆိုပေါ့နော်ခြေင်းနဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်ချို့ချောအိုးအိမ်ဝဲတာမျိုးတွေပါတိုက်တာအိုးအိမ်နဲ့ပတ်သက်တာမျိုးလည်းဖြစ်နိုင်တယ်လုံးဝမကောင်းသေးဘူး okay you shouldn't start this week ဒီတပတ်မှာတော့မစတင်ဘူးလို့လီယိုကမြင်နေပေါ့နော်ဘာလို့လဲဆိုတော့ Valkyrie အတွက်က it's going to be a not tough week ဖြစ်လိမ့်မယ်တိတ်ပြီးတော့အရင်ကြီးကို smooth ဖြစ်မနေဘူးဘာလို့လဲဆိုတော့စဉ်းစားထားတာကြံစည်ထားတာတွေးတောထားတာလीဒီအပြောင်းလဲလေးတွေရှိပါတယ်တဲ့နော် okay အဲ့တော့တချို့အစီအစဉ်လေးဆိုရင် postpone လုပ်လိုက်ရတာပေါ့နောက်ကိုရွှေ့လိုက်ရတာမျိုးလေးတော့ကြုံရတဲ့တဲ့ โอเคအဲ့ဒါလေးတခုလေးကိုတတိပေးခြင်းနဲ့အသစ်ဆိုရင်တော့မလုပ်သင့်ဘူးပေါ့နော်အသစ်ဆိုရင်တော့ဒီတစ်ပတ်ကိုခဏလေးရှောင်ပါလို့လေးပါအကြံပေးခြင်းနဲ့ Valkyrie good luck ပါနော် All right here of Valkyrie ပြီးတော့ Leo first part ပြီးသွားပြီအဲ့တော့ second part ကိုဆက်မယ် Libra ကြည့်ပါမယ်နော် Salmon rising Libra Libra it what's gonna be your week April 17 to 23 Libra ပစံကုံမှာကြောင်းနေတဲ့ Libra တွေတွေ့ရတယ်။အော်ကုတ်ကပ်ပြီးစုတာပေါ့နော်။ကုမရှိရဲ့ဥစ္စာတွေဒီထက်ကုံကုံဝါးမှောက်ကြောက်လို့ပစံကြီးကိုချစ်ကုတ်ပြီးစုစုနေတဲ့ Libra လေးတွေ့ရတယ်။တချို့ကျတော့လေနေရာအပြောင်းရွှေ့ ဒါမှမဟုတ်လည်းကိုယ့်ရဲ့စီးပွားရေးကိုဒီထက်ပိုကောင်းတဲ့နေရာတစ်ခုမှာအလုံးလုံးချင်တာမျိုးကြီးချပတ်ဆက်နေချစ်ကုတ်ပြီးစုနေရယ်စုဆောင်နေဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒီ library တွေးရတယ်နောက်တစ်ခုကအလုံးလုံးဖြစ်မယ်ဒီတပတ်တာကာလအတွင်းမှာ library busy ဖြစ်ပါလိမ့်မယ်အလုံးများမယ်နော်အလုံးလုံးများတယ်ဟိုတချို့ library track ကကျတော့စီးရင်းစီးရီလောက်ရတာမျိုးကြီးရှိနိုင်တယ်နော်စင်းလုံးရတယ်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်ပြီးတော့စင်းလုံးရတာမျိုးတွေကိုယ့်ရဲ့ future အနာဂတ်အတွက် planning အတွက် financial planning ဆွဲရတာမျိုးကြီးဂျုံမန်ပေါ့နော်ဘာဖြစ်ဖြစ် library ဘယ်အလုပ်ကိုပဲလုပ်နေပါစေ it's going to be your uh, busy week for you ပေါ့နော်ဒီတစ်ပတ်တာကာလအတွင်းကတော့ library track ကအလုပ်များမဲ့ရက်သက်တစ်ပတ်ဖြစ်နေမယ်နော် okay all right အဲ့တော့တချို့ library ကြောက်လဲကိုယ်မှာရှင်းရင်းဆွဲ position အနေထားလေးတခုပြတ်သွားမှာကြောက်တာပေါ့နော်ဒါပေမဲ့ Rex Eugene တော့ဆွလို့ရရလေးတော့ရှိမှန်းဒီ lesson လေးတော့လမ်းလို့ဖို့လိုတယ်ပေါ့နော် okay so library အတွက်အလုပ်များမဲ့ရက်သက်တစ်ပတ် all right Well, your next size scalp video gym and out 70 to 23. What's gonna be the Scorpio energy for coming week? Oh my gosh. Scorpio. You have you are, you are, you are gonna find a new investment for your life. ဘဝအတွက်လေမင်းနေရာမှာရင်းနှီးမြှုပ်နှံရမလဲဆိုတာသိတာမျိုးပေါ့နော်ရင်းနှီးမြှုပ်နှံမှုအတွက်ငွေကြေးအထောက်ပံ့လေးရတာမျိုးကြုံရတတ်ပါတယ် generally ခြုံပြောရမယ်ဆိုလို့ရှိရင်တော့ scorpio တွေဒီတပတ်တာကာလတွင်မှာငွေကန်အရန်တက်နေတယ်တချို့ကြောက်လဲငွေအချီရတာမျိုးချို့ကြောက်လဲအမွေရတာပေါ့နော်မိသားစုနဲ့ဆက်ဆက်ပြီးအမွေရတယ်မိသားစုရဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေစီးပွားရေးတွေလည်းလွှဲယူရတာမျိုးတို့ကိုယ်ကင်တွေဖြည့်ရှင်းလိုက်တော့မှပတ်စံဝင်လာတာမျိုးလေးကြုံရတတ်ပါတယ် ပြီးလို့ရှိရင် next level တက်ဖို့အတွက်ကိုပတ်စံလေးတွေ small investment ပေါ့နော် maybe ချွတ်ချွတ်လဲပတ်စံကြီးရတယ်ရတဲ့အဟာလေးကိုမသိန်းတရာရရင်90ကိုနေရာလေးတစ်ခုမှ invest လုပ်လိုက်တဲ့သိတ်ကောင်းတယ်ဒီကန်စားကတော့ ဒီစိုက်ပျိုးရေးနဲ့ဆက်ဆက်ပြီးတော့ဥယျာဉ်ခြံမြေလုပ်နေတဲ့သူတွေတော့အိမ်ခြံမြေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေမွေးမြူရေးနဲ့ဆက်ဆက်ပြီးတော့အလုပ်လုပ်နေတဲ့စကော်ပီယိုတွေရှိမှန်းဆိုလို့ရှိရင်အဲ့လိုနေရာမျိုးလေးမှာ invest လုပ်ပါတဲ့တော်တော်ကောင်းတယ်ပေါ့နော်ဒါပေမဲ့လီယိုခံစားရတာခုနပြောသလိုလက်ထဲမှာ300ရှိရဲ့300ရရလာဆိုတော့300လုံးထည့်လိုက်တာမဟုတ်ပဲနဲ့350ပေါ့တဝက်ဟော small amount တစ်ခုကို invest စလုပ်လိုက်တာကောင်းတယ်ပေါ့နော်တော်တော်လေးကောင်းတယ် Scorpio တွေဒီတစ်ပတ်တာကာလအတွင်းမှာဒီငွေကန်တက်ချင်နေဆိုလို့ရှိရင်တက်တက်လို့စားတာကောင်းနေတယ်နော်တက်တက်လို့စားတာပို့ပြီးတော့အဆင်ပြေလိမ့်မယ် Scorpio တွေ so very richy vibe ကိုရတယ်နော် all right အဲ့လို next sign Sagittarius ကိုကြည့်ပါမယ် summarizing coming April 17 to 23 Sagittarius what's going to be your energy Sagittarius စက်တီတီရီယက်စ်တကယ်ကိုမတ်စတာမိုင်းမင်းဒီတပတ်တာကာလအတွင်းမှာကိုဆုံးဖြတ်လိုက်တဲ့ကိစ္စမှန်သမျှကိုဖြည့်ရှင်းလိုက်တဲ့ကိစ္စမှန်သမျှအထမြောက်ပါမအောင်မြင်ပါမယ်အလုတ်ထဲမှာဖြစ်ဖြစ်ချွတ်ချွတ်ဆံမွဲဖြည့်တာပေါ့စက်တီတီရီယက်စ်စာမွေးဖြည့်ဖို့စဉ်းစားနေတဲ့ sensitivity ဖြည့်ချလိုက်ပါရတယ်။အောင်မြင်မှုရခိုင်နှုန်းကကုမှာ80%ရခိုင်နှုန်းနဲ့အထက်ရှိပါတယ်။ Okay ။ နောက်တစ်ခုကဒီဒီပက်တာကာလာအတွင်းမှာ a lot of ပေါ့နော်ကိုယ့်ရဲ့ဉာဏ်ပညာကိုစမ်းသပ်မဲ့ကိစ္စရဲ့လေးလေးပေါ်ပေါက်ဖို့ရှိပါတယ်နော်ဘေးဟာပဲစဉ်းစားစဉ်းစားအုံနောက်နဲ့ပဲစဉ်းစားတာအကောင်းဆုံးပဲနော်စိတ်ခံစားချက်တည်းနဲ့အလုံးလုံးလို့အဆင်ပြေမှာမဟုတ်ပါဘူးတဲ့ Sagittarius ရဲ့ရတဲ့တဲ့ဘက်ကတော့တော်တော်လေးကို strong ဖြစ်တယ်ပြီးတော့ဒီမှာခံစားတာတနင်္ဂနွေဂျိုစမ်းနော်တနင်္ဂနွေဂျိုဟာလေရော Aries လို့ခေါ်တဲ့ exaltation sign ကိုဒါ Vedic เนาะ Sidereal Astrology မှာဆိုလို့ရှိရင်ဒီတော့ Aries ကိုကူးပြောင်းပါလေเนาะဒီ Western Astrology ဆိုတော့ Taurus ပေါ့เนาะ So Aries မှာ Exalt ဖြစ်နေ Sun Sun က Aries မှာ yeah အကောင်းနေတယ်အရင်အကောင်းနေတာအဲ့တော့ကိုယ့်ရဲ့ဒီဘွားစာတာ needle chart မှာတနည်းကနေကြိုးပဲနားရှိလေအဲ့ဒီရှိတဲ့နေရာထုံးလင်းတောက်ပါမှာ let's see တနည်းကနေကြိုးက second house လို့ခေါ်ရဲငွေရရမဲ့ အိမ်မှာရှိနေရဆိုလို့ရှိလို့ရှိရင်ငွေတွေတလဟောဝင်လာတာမျိုး။အော်ငွေလည်းတခါတည်းအများကြီးကုန်သွားတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်။အဲ့လို energy တခုရရ sensitivity အစီ။အဲ့တော့ energy ကောင်းတယ် wish you all the best. All right. Next sign Capricorn ကိုကြည့်မယ် Capricorn what's gonna be your energy April 17 to 23 Capricorn Uno, cut. Oh my gosh. Capricorn ဤမိသားစုနဲ့ဆက်ဆက်ပြီးတော့တရင်းကောင်းတွေကြားတတ်ပါတယ်ထို့ကြတော့လေလက်လွတ်လိုက်ရတဲ့အခွင့်အရေးတွေရှိရတဲ့အိမ်ဝယ်ဖို့မြေဝယ်ဖို့မိသားစုနဲ့ဆက်ဆက်တဲ့ planning ကြီးပေါ့နော် family planning နဲ့ဆက်ဆက်တဲ့ကိစ္စရဲ့အလေးတွေစီးပွားရေးကိစ္စတွေလည်းဖြစ်နိုင်တယ် အဲ့ဒါလေးတွေကလက်လွတ်လိုက်ရတာမျိုးလက်လျှော့လိုက်ရတာမျိုးငါမဝင်နိုင်တော့တော့ပါဘူးမဝင်တော့ပါဘူးလေးဆိုပြီးလက်လျှော့လိုက်တဲ့ကိစ္စလေးတွေကကိုယ့်အတွက်ပြန်ပြီးတော့အဆင်ပြေလာနိုင်တယ်ကိုယ့်အတွက်ပြန်ပြီးတော့အခွင့်အရေးတွေရလာနိုင်မယ်တဲ့ Okay နောက်တစ်ခုကျမ်းမာရေးမကောင်းဖြစ်နေတဲ့ Capricorn တွေဒီဒီပတ်တာကာလအတွင်းမှာကျမ်းမာလာမယ်ကိုယ့်ရဲ့မိသားစုဝင်ထဲမှာနော်တီကောင်ပေါင်းလဲနော်ယောဂအလူးလဲခံစားနေရတာမျိုးယောဂတဲနေရမျိုးကြီးဆိုလို့ရှိရင်လေတဲ့ပြန်ကောင်းလာတတ်ပါတယ်တဲ့ Okay ဆိုတော့ Capricorn ညအတွက်က you still have a second chance ပေါ့နော်ဘဝအတွက်ကိုကိုအတွက်အမြဲတမ်းအနောက်မှာဒုတိယအကြိမ်ခွင့်တစ်ခုရှိနေရဲ့လို့ပြရတယ်ပေါ့နော်ဆိုတော့ Capricorn ညရဲ့ရဲ့တက်တဲ့ဘက်ကလည်းတော်လီကောင်းပါတယ် okay wish you all the best Capricorn early your next sign Aquarius ကို ကြည့်ပါမယ် Aquarius 17 to 23 was gonna be your energy for Aquarius. Oh god for Aquarius. Okay, အဲ့တော့စိတ်နဲ့လူနဲ့မကတ်တဲ့ Aquarius စီလီကိုတွေ့နေရပါတယ်။ဒီတစ်ပတ်တာကာလအတွင်းမှာဘာပဲလုပ်လို့လုံးမပြောတာနေမပြောတာစမပြောတာအိတ်မပြောတာအဲ့လိုကိစ္စမျိုးတွေနေလက်ရှိရှိနေရဲ့အနေထားတစ်ခုအစင်မပြေတော့ဘူးလို့ခံစားလာရတာမျိုးတွေ နေရာအပြောင်းရွှေ့တွေလှုပ်ချင်တာမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့လက်ရှိမှာအဲ့လိုနေရာအပြောင်းရွှေ့တွေလုပ်ဖို့လည်းအဆင်မပြေဘူးချို့ကျရလဲအလုပ်တစ်ခုကနောက်တစ်ခုပြောင်းသွားရင်နေရာတစ်ခုကနောက်တစ်ခုတကယ်ပြောင်းသွားရဆိုရင်နေရာအတစ်မှာလည်းတိတ်ပြီးတော့အဆင်ပြေမနေဘူးအနှောက်ယှက်လေးရှိရပါတော့အဲ့တော့ it's not the right time for you to leave အဲ့တော့လက်ရှိ အနေထားလက်ရှိ အလုပ်အကိုင်းလက်ရှိ ကိုရဲ့အိုးအိမ်ပေါ့နော်မြင်းနေရာကိုစွန့်ခွာဖို့အချိန်မတန်သေးဘူးပြဿနာလေးရှိတယ်။ Okay ဆိုတော့ဒီတစ်ပတ်တာကာလအတွင်းမှာတော့နေလီတိခန့်ပြီးတော့ဖြတ်တန်းရလိမ့်မယ်။နော်နောက်တစ်ခါ Aquarius ကြီးနဲ့ရံများတက်တယ်။တတိထားစကားပြောရင်စိတ်ကိုထိမ့်မှာနော် ဘာမဟုတ်တာလေးနဲ့ခိုင်ရန်ဖြစ်ပွားတယ်လို့ဖြစ်တာမျိုးတွေရန်စွာမိတယ်လို့ဖြစ်တာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ Aquarius တွေအတွက်ကနည်းနည်းလေးတော့ကြမ်းနေရပေါ့နော်ဒီတပတ်တာကလာအတွင်းရ Okay Wish you all the best All right Leo the last sign Pisces ကိုကြည့်မယ်အဲ့တော့ Pisces Samurai Rising ပေါ့နော်အဲ့တော့ Pisces တည်းရဲ့ What's gonna be uh, April 17 to 23 energy for Pisces. Right. Pisces. အလုပ်အသစ်တစ်ခုရလာမျိုးအလုပ်အသစ်တစ်ခုအတွက်အလုပ်လုပ်ဖို့စာချုပ်ချုပ်ရတာမျိုးတွေ project အသစ်တစ်ခုလက်ခံနေစာချုပ်ချုပ်ရတာမျိုးတချို့ချို့ insurance နဲ့ပတ်သက်တာအာမခံလုပ်ငန်းအာမခံကိစ္စတို့ချင်းဝင်ကိစ္စတို့နဲ့ ဆရဲဆာတန်းနေလက်မှတ်ထိုးရတာဆရဲဆာနေပြင်ပြင်ဆင်ရတာမျိုးတွေကြုံရနိုင်ပါတယ်တော်တော်လေးကောင်းတယ်ပေါ့နော် Okay လီယိုကန်စားတော့ what pics ကိုပဲတွေ့ရပေါ့နော်အလုံးနဲ့ဆက်ဆက်တာပဲတွေ့ရအဲ့တော့အလုံးရှာနေရဆိုအလုံးချင်းနေပါမရမယ်အလုံးထဲမှာရောက်နေရဆိုလို့ရှိရင်လဲ new project or new job opportunities or maybe နောက်တစ်ခုဖြစ်နိုင်တာက contract တွေ by renew လောက်တာ Pisces contract renew ဖြစ်တဲ့ကိစ္စကြီးကြုံရနေတယ်အရင်ကောင်းတယ် contract renewal ဖြစ်တာဒီလက်ရှိလုပ်နေတဲ့အလုပ်က contract renew မဖြစ်ဘူးဆိုရင်တော့မှနောက်ထပ်ကိုကန့်လန့်တာပေါ့ဒီလုပ်လာလုပ်ပါငါတို့နဲ့စာချုပ်လောက်ချုပ်ပါအဲအဲ့လိုအနေအထားမျိုးကြုံရလိမ့်မယ်အဲ့တော့ဒီ debate ကလာအတွင်းမှာရုံးကိစ္စကြောင်းကိစ္စစာရွက်စာတမ်းကိစ္စတွေဘယ်လိုကိစ္စမျိုးမဆိုစောင့်ရက်တာတွေအဆင်ပြေလိမ့်မယ် PCC okay so i wish you all the best pisces All right, that's it for this week reading. So I wish you enjoy my reading. အဲ့တော့အာလီယိုရဲ့ဒီဗီဒီယိုကလစ်လေးကိုအားလုံး enjoy ဖြစ်မယ်လို့လီယိုမျှော်လင့်ပါတယ်။ ဒီဗီဒီယိုကလစ်လေးကိုထုံးစံတိုင်းမှာတော့လီယိုရဲ့ YouTube channel လေးမှာ Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်လီယိုကိုချစ်ကြတဲ့နှစ်သက်တဲ့ support လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့လီယိုရဲ့ YouTube channel လေးဖြစ်တဲ့ Soul of You ထဲတော့ YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့ဦးနော် All right အဲ့တော့လီယိုနဲ့ personal consultation ချေချီရာကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမေးမြန်းချင်တဲ့ဆိုလို့ရှိရင်တော့လီယိုစီမှာ Venus package ရှိပါတယ်အလောက်ကကိစ္စငွေကြေးကိစ္စ စီးပွားရေးကိစ္စနဲ့နိုင်ငံခြားထွက်မဲ့ကိစ္စတွေကြီးကော်စတီရှိလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ UC မှာ World Package ရှိပါတယ်။မိဘဝရဲ့ Super Passport ပျောက်နေတဲ့လမ်းတွေကိုပြန်ပြီးတော့ရှာဖွေခြင်းနဲ့မိရဲ့ talent စီရပါလဲမွေးရပါအရေးချင်းနေနောက်တစ်ခုကမိဖြတ်တန်းလျှောက်လိုက်ရမယ့်လမ်းခရီးရဘယ်လိုရှိလဲဆိုတာကိုအသေးစိတ်မိမိဘဝရဲ့ blueprint ကို astrological aspect နဲ့ကြည့်ကြည့်နေဆိုလို့ရှင်တော့ Leo C မှာ soul mission package ရှိပါတယ် soul mission package လေးကတော့ waiting time လေးအနည်းငယ်ကြာပါတယ်အသေးစိတ်ဖတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲနည်းနည်းလေး queuing time လေးတော့ကြာတယ်ပေါ့နော်အဲ့တော့မိမိရဲ့မွေးချိန်အတိအကျသိဖို့တော့လိုအပ်ပါတယ်နောက်တစ်ခုက Leo C မှာ psychological therapy ပေးတဲ့ package တွေတခုရှိပါတယ်အဲ့တော့မြေစိတ်တံရလေးကြီးလွတ်ချကျင်တာပဲဖြစ်ဖြစ်ရင်ဖွေးကျင်တာပဲဖြစ်ဖြစ်စိတ်ထွက်ပေါက် ိတ်နေရလို့ခံစားနေရတာမျိုးတွေရင်ဖွင့်မှုလူမရှိဘူးလို့ခံစားနေရတာမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ neurosi မှာ psychological therapy ပေးတယ် talk therapy package and chat about total leo ဆိုတဲ့ package တခုရှိပါတယ်အဲ့တော့ဒီ package လေးနဲ့တခြားတခြားသော available package လေးတွေကိုစုံစမ်းပြီးမြင်ချင်တယ်ဆိုလို့ရှိရင်တော့ Leo's Facebook page, Messenger chat box ကနေစုံစမ်းပြီးမြင်ပြီးတော့ package လေးတွေကိုဝယ်ယူပြီး booking appointment လေးယူလို့ရပါတယ် ယနေ့တတိအားပေးနေကြတဲ့ friends တယောက်ချင်းစီ client တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဒီကိုပြောကြရင်းနဲ့ပဲဒီတစ်ပတ်အတွက် video clip လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်လီရောနောက်ထပ်တစ်ပတ်မှာပြန်လည်ထပ်တွေ့ကြပါမယ် have a nice to you all and bye bye